ထူးတတိထားကြဖို့ရှင်ညီမလေးတယောက်ကရွှေအင်ကိုပြောပြလာတဲ့အခုတလောနေပြည်တော်မြို့မှာလူရက်မှုတွေနေ့တိုင်းဖြစ်ပေါ်နေတဲ့အခြေအနေတွေအရန်ဆိုးနေတယ်တရှင်ပြီးခဲ့တဲ့3-4ရက်လောက်တုန်းကအန်တီတယောက်ကအိမ်ဝယ်ဖို့ငွေလိုလို့ရွာကနေမြို့ထဲမှာရွှေတန်ရောက်ဖို့မိလေးတယောက်နဲ့စံကဲနဲ့မြို့ကိုဆင်းသွားကြတယ်တရှင်အန်တီမြို့ထဲကိုဝင်တော့မဲ့အချိန်မှာမြို့ထဲလမ်းတနေရာမှာမော်တော်ပီကယ်ရှိတော့ ကားစင်ကယ်တွေတစည်းချင်းစီပဲသွားရတယ်။မော်တော်ပီကယ်စစ်ဖို့အန်တီစောင့်နေတဲ့အချိန်မှာစင်ကယ်နဲ့အမျိုးသားနဲ့ယောက်ကအန်တီစီနာကိုကတ်လာပြီးအန်တီအစ်စ်မခံရအောင်ဖြက်လန်းရှိတယ်နော်။ကျွန်တော်ဖြက်လန်းကနေအန်တီကိုခေါ်သွားမယ်လို့ပြောတယ်။ဒါပေမဲ့အန်တီကလိုက်မသွားဘူး။အစ်စ်ခံပြီးပုံမှန်အတိုင်းပဲသွားတယ်။ အန်တီမြို့ထဲရောက်တော့ရွှေဆိုင်တဆိုင်ကိုဝင်သွားပြီးရွှေသွားရောင်းခဲ့တဲ့တခြင်းအဲနောက်အန်တီကမြည်လေးနဲ့လာလန်းအတိုင်းစင်ကဲနဲ့ရွာကိုပြန်သွားကြတယ်လမ်းတဝက်လူနေတဲ့နေရာရောက်တော့စင်ကဲနဲ့အမျိုးသားနှစ်ယောက်ကအန်တီရဲ့စင်ကဲနာကိုကတ်မောင်းပြီးအန်တီရဲ့လက်ပင်ပေါ်ကအလေးချိန်နဲ့တက်ရှိတဲ့ရွှေဆွဲကြိုးကိုလူယူထွက်ပြေးသွားတဲ့တခြင်းအန်တီရဲ့စင်ကဲလဲလဲသွားတဲ့ မြည်လေးရဲ့ခြေထောက်တွေမှာဒဏ်ရာရသွားတယ်ဖြစ်ရင်အန်တီရောမြည်လေးရောအရန်နဲ့မှလန့်သွားကြတယ်အဲ့ဒီလူသွားတဲ့သူကနနဲ့ပိုင်းလုံးကအန်တီကိုဖြက်လန်းကနေခေါ်သွားမယ်ဆိုတော့အဲ့ဒီအမျိုးသားနဲ့ရောက်ပဲတဲ့ရှင်ကြည်ရတာသူတို့ကအန်တီရဲ့နောက်ကိုနနဲ့ပိုင်းကလေးကလိုက်နေကြတာအဲ့ဒီအနီးတဝိုက်မှာ CCTV ရှိလောက်တယ်လို့ပြောကြတယ်အဲ့နီးတဝိုက်မှာ CCTV ရှိပြီးလူဆိုးကိုဖမ်းမိပြီးအန်တီဆွဲကြိုးပြန်ရပါစေရှင် နောက်တရက်မှာပဲစပင်ညက်เสียရလဲရွှေလူခံရတဲ့တရှင်ကောင်လေးတယောက်ကစပင်ရဲ့ဆိုင်ကိုဝင်လာပြီပုံမှန်အဲ့တဲ့အတိုင်းဝင်လာတော့ဆိုင်ရှင်ရဲ့အထင်အဲ့ဒီကောင်လေးကစပင်လိုက်ညက်မယ်ထင်နေခဲ့တာမဟုတ်ဘူးရှင်အဲ့ဒီကောင်လေးကနေနေရင်ဓာတ်ယူထုတ်ပြီးစပင်ရက်ဆရာရဲ့လက်ပင်းကိုညစ်ပြီးရွှေဆွဲကြိုးလူယူသွားတဲ့တရှင်ဒီဓမြလေးကိုတော့အဲ့ဒီအနီးတစ်ဝိုက်မှာရှိတဲ့သူတွေက တခါတည်းလိုက်တော့ဖမ်းမိသွားတယ်ဖမ်းမိတော့ကောင်လေးကတယောက်တည်းလှုပ်တာမဟုတ်ဘူးတဲ့ရှင်အဖွဲနဲ့လှုပ်တာမင်းကလေးနဲ့ယောက်လဲကောင်လေးနဲ့ပေါင်းပြီးလှုပ်တာတဲ့ရှင် အခုတလုံးနေပြီတော့မြို့ရွာမှာနေတဲ့သူတွေတဲ့ရှင်ရွာမှာနေတဲ့သူမြို့ကိုဆင်းလာတဲ့အချိန်ဒါမို့တရွာသွားတရွာလာဖြတ်သွားတဲ့အချိန်တွေမှာလမ်းပေါ်မှာဒီလိုမျိုးဓမြတွေအများများတယ်လို့ပြောကြတယ်ရှင်နေ့တိုင်းလိုလိုဒီလိုမျိုးလူရက်တာတွေရှိတယ်တဲ့ရှင် အဲ့တော့အထူးကျူးဆိုင်ကြပါတဲ့ရှင်မြို့လေးဆင်းသွားတော့မယ့်အချိန်တော့မို့တရွာသွားတရွာလာအဲ့လိုမျိုးဘဲသွားသွားအထူးကျူးဆိုင်ကြပါအဖွဲလိုက်နဲ့သွားတာပိုကောင်းမယ်တဲ့ရှင်တယောက်ထဲစင်ကေမောင်းပြီးလဲမသွားတင့်ဘူးခေကလာကမကောင်းဘူးဆိုတော့ဖြစ်နိုင်ရင်ရွှေတွေမဝတ်တကားပိုကောင်းမယ်ထင်တယ်ရှင်အများကြီးဝတ်ဆင်ထားတော့အန်တီရကိုဖိတ်ခေါ်တယ်လို့မျိုးဖြစ်နေတယ်ရှင် အားလုံးပဲခူဆိုင်ကြပါနော်ရှင်ဘေးအန်တရကင်းကြပါစေနေပြည်တော်မှာနေတဲ့သူပဲမဟုတ်ဘူးဘယ်နေရာမှာပဲနေနေသွားလာတာတွေခူဆိုင်ကြပါရှင်အဲ့လိုမျိုးဆန်ကဲလဲနေပုံစံတွေတွေ့ရင်လဲခူဆိုင်ကြပါတခါတဲ့တော်မကဲတစ်ဘူးအဲ့လိုမျိုးကြည့်ပြီးမှ